နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれနိုဝင်ဘာလ15ရက်စနေနေ့ ရှောလမုန်တချင်းအခန်းကြီး1အငယ်1မှ6တချင်းတကာတို့တွင် အထုတ်ဖြစ်သော ရှောလမုန်တချင်းသခင်နှုတ်ဆက်သောနန်းချင်းဖြင့်ကျမကိုနမ်းပါစေကိုရောဤမေတ္တာသည် စပြည့်ထက်သာ၍ကောင်းပါ၏ကိုရော၌မွေးချိုင်သောနှံ့သာစီကဲ့သို့နာမရောသည်တွန်လောင်သောနှံ့သာစီဖြစ်ပါ၏ထိုကြောင့်သူတို့သမီးကညာတို့သည်ကိုရောကိုချစ်ကြပါ၏ကျမကိုသွေးဆောင်တော်မူပါ ကျမတို့သည်နောက်တော်သို့ပြေး၍လိုက်ကြပါမည်။အရှင်မင်းကြီးသည်အိမ်တော်အတွင်ကန်းတဲ့သို့ကျမကိုဆောင်ခဲ့တော်မူပြီ။ကျမတို့သည်ကိုရောကြောင့်ဝမ်းမြောက်ရှင်လန်းကြမည်။မေတ္တာရောကိုစပြေထက်သာ၍ချီးမွမ်းကြမည်။တို့သမီးကညာတို့သည်ကိုရောကိုမှန်ကန်စွာချစ်ကြပါ၏။အိုယုရုရှလင်မြို့သမီးတို့ငါသည်ကေဒတဲကဲ့သို့ မဲသောအစဉ်ရှိတော်လေရှောလမုန်မင်း၏ကလကာကဲ့သို့တင့်တယ်သည်၏။ ငါသည်နေဘူးကိုခံ၍မဲသောအစဉ်ရှိသောကြောင့်ငါကိုမကြည့်ရှုကြပါနှင့်ငါမိခင်ဤသားသမီးတို့သည်ငါကိုမနာလိုသောစိတ်ရှိ၍ဇပြည့်ဥယင်တို့ကိုစောင့်စီကြ၏ကိုဥယင်ကိုမဆောင်ရပါယေရုရှလင်မြို့သမီးတို့ငါသည်ကေဒတဲကဲ့သို့မဲသောအစဉ်ရှိတော်လေ ရှောလမုံမင်းဤကလကကဲ့သို့တင့်တယ်သည်ရှောလမုံတခြင်းခန်းကြီးတခန်းငင်ကနုကပတ်ကျန်းစာတီဆိုချင်းမှန်းခြင်းသူမ၏နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက်ကျမ်းပိုက်များကိုဂျူလီစတင်ချင်းမှန်းတီဆိုခဲ့သည်ကျန်းစာစာရွတ်ဆိုလိုက်တာနှင့်ကျမဆိုနေတဲ့အကြောင်းအရာတိုင်းကိုလှုပ်ဆောင်ဖို့နှင့်ယုံကြည်ဖို့သူမ၏နှလုံးသားနှင့်စိတ်မှာစဖြစ်ပေါ်လာတယ်ဟုသူမကဆိုပါသည်ဖျားရည်စကားတော်ကိုအတန်ထွက်ချီးမွမ်းတီဆိုခြင်းအပြင် သူမ၏အတန်နှင့်အရက်အမောင်းစသည်တို့အပေါ်သူကိုယ်သူမနစ်မြို့ဖြစ်နေခြင်းနှင့်ဆက်လင်း၍ကိုရောဤတမတရားကရှင်းလင်းဖော်ပြရန် သူမလိုလာခဲ့သည်။သူမသည်မဲသောအစင်းရှိတော်လဲတင့်တယ်သည်ဤဟုသည်ရှောလမုန်တခြင်းခန်းကြီးတစ်ခန်းငယ်ငါးကိုစတင်တည်ဆိုခဲ့ကြောင်းဝေမျှခဲ့သည်။သူအဂရီရီယန်ယဉ်ကျေးမှုတွင်နေလောင်၍အသားညိုသောအမျိုးသမီးကိုလှသည်ဟုမသက်မကြပါ။ဤကျမ်းပိုက်ကိုရွတ်ဆိုရင် ဖျားသခင်သည်သူမ၏အတွေ့များကိုပြောင်းလဲပေးခဲ့သည်။ကျမသည်မပြေဆုံးတော့လေကိုတော်ကျမကိုချစ်သည်ဟု၍ရုတ်ချီသူမသဘောပေါက်သွားသည်။တမဟောင်းကျင်းဉာဏ်ပညာဆိုင်ရာစာပေတွင်ပါရှိသောလှပသည့်လင်္ကာတပုတ်ကိုဂျူလီရွတ်ဆိုခဲ့သည်။ရှောလမုန်တခြင်းသည်သူ၏လူမျိုးများအပေါ်ထားသည့်ဖျားသခင်ချစ်ခြင်းမြတ်တာကိုဖော်ညွှန်းသည်ဟုအချို့ကအတိတ်ပဲဖွင့်ကြတော်လဲလူများစွာက ၎င်းကိုအိမ်တော်နှင့်ဆိုင်သောချစ်ချင်းမြတ်တာကိုအမွန်းတင်ခြင်းဟုရှုမြင်ကြသည်ဇနီးမောင်နှံများတဦးပေါ်တဦးထားရှိသည့်တစ္ဆာကတိ၏လှကိုမြင်ရသောအခါသခင်တို့သည်မိတ်ဆွေများ၏စကားအတိုင်းကျမတို့သည်ကိုရောကြောင့်ဝမ်းမြောက်ရွှင်လန်းကြမည်မြတ်တာတော်ကိုစပြည့်ရီထက်တာ၍ချီးမွမ်းကြမည်ဟု၍ကျမတို့ပြန်လည်ရည်ရွယ်သည်ဆိုနိုင်သည်ဤရှိဟောင်းစကားများကို ကျမတို့အနက်ပြင်ကြတော့လေဖျားသခင်သည် သူရွေးချယ်သောလူမျိုးများအား ဖွင့်ပြထင်ရှားပြကြောင်းဂျူလီနဲ့အတူကျမတို့အခိုင်အမာပြောဆိုနိုင်သည်ဓမ္မဟောင်းကျမ်း၏အခြားတနေရာတွင်ကိုရောပြောတဲ့ကဲ့သို့ပင်တင်သည်ငါမျက်နှူးရဖြစ်သောကြောင့်အသိရရှိပြီးငါလည်းချစ်၏ဆိုခြင်းနဲ့အတူအချမ်းနီလန်းသစ်များအပြင် တမချန်းစကားများနှင့်တင်မီတို့ထိတ်တွေ့ချိတ်ဆက်ထားနိုင်မည်နီဖျားသခင်တင်အားချစ်မြတ်နိုးသည်ဆိုသောအမှန်တရားကိုတင်မီတို့ကင်ဆွဲနိုင်မည်နီဖန်ဆင်းရှင်ဖျားသခင်ကိုရော့ဤပုံတံတန်တော်နှင့်အညီကျွန်ုပ်အားဖန်ဆင်းခဲ့ပြီးကျွန်ုပ်အားချစ်ကြောင်ပြောခဲ့သည် ကိုယ်တော်၏ချစ်ခြင်းမေတ္တာကိုအခြားသူများနှင့်ပါဝေမျှနိုင်၏။ဤအမှန်တရားကို ကျွန်ုပ်၏အသိစိတ်နှင့်နှလုံးသားတွင်ပါ ိမဲ့စီရင်မဆရတော်မူပါသခင်ယေရှုနာမကို အမိပြု၍ဆုတောင်းပါ၏အာမင်နေစဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင် နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။